မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်က၎င်းအပေါ်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဖမ်းဝရမ်းထုတ်လာပါကဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲအခြေအနေများနဲ့ပတ်သက်ပြီးတော့ဥပဒေရေးရာကျွမ်းကျင်သူများထံကနေတုံ့တက်ချက်စာရန်အမြန်ဆုံးတင်ပြရန်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ28ရက်နေ့က ICC ရဲ့ရှေ့နေချုပ်ကအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုဖမ်းရမ်းထုတ်ပေးရန် ICC တရားရုံးကိုတင်းပြလျှောက်ထားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီသတင်းထွက်ပေါ်လာတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းက ICC တရားရုံးကဖမ်းဝရမ်းထုတ်လာခဲ့ရင်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများ ICC တရားရုံးရဲ့လှုပ်ဆောင်ချက်များအခြားသောနိုင်ငံများကခေါင်းဆောင်များကို ICC ကတရားစွဲဆိုခဲ့တဲ့အခြေအနေများ ICC တရားရုံးရဲ့သဘောတဘာဝနဲ့ က်ရောက်လာနိုင်မှုများစတဲ့နိုင်ငံတကာအခြေအနေများအားလုံးကိုသုံးသပ်ထားတဲ့စာတမ်းများအမြန်ဆုံးနဲ့ပြည့်ပြည့်စုံစုံတင်ပြရန် ဥပဒေရေးရာကျွမ်းကျင်သူများကိုညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ဒါအပြင် ICC တရားရုံးရဲ့ဖမ်းဝရမ်းအပေါ်ဘလို့တုံ့ပြန်တဲ့နယ်ဆိုတဲ့နီလန်းများနဲ့ဥပဒေဆိုင်ရာအမြင့်သဘောထားများကိုစာထဲမှာတပါးတည်းထည့်သွင်းဖော်ပြရန်အမိန့်ပေးထားတယ်လို့သိရပါတယ်။တခြားတစ်ဖက်မှာလည်း ICC ရဲ့လှုပ်ဆောင်ချက်များကိုမြန်မာနိုင်ငံအနေနဲ့အတိအမှတ်မပြုဘူးလို့စစ်ကောင်စီကထုတ်ပြန်ခဲ့တော်လဲလက်တွေ့မှာတော့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများအပေါ်မှာအလွန်စိတ်ပူပန်ပြီးတော့စိုးရိမ်နေတဲ့အခြေအနေကိုမြင်တွေ့နေရတယ်လို့သိရပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကလည်းမင်းအောင်လှိုင်ကလျှို့ဝှက်ညွှန်ကြားချက်သံဆောင်ထုတ်ပြန်ခဲ့မှုပြီးတော့အဲ့ဒီညွှန်ကြားချက်မှာနိုင်ငံတကာရာဇဝတ်တရားရုံး ICC အာဂျင်တီးနားတရားရုံးအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများကပေးပို့လာတဲ့အကြောင်းကြားစာများဖမ်းဆီးမိတ်ဖမ်းဝရမ်းနဲ့စင့်ခေါ်စာများကိုလုံးဝလက်ခံခြင်းမပြုရန်ထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီလျှို့ဝှက်ညွှန်ကြားချက်ကိုအဲ့ဒီအချိန်ကရန်ကုန်ခေတ်သတင်းဌာနကဖော်ပြခဲ့ပါတယ်အဲ့ဒီကာလကရန်ကုန်ခေတ်သတင်းဌာနရဲ့ အဲ့ဒီပြုတ်ဝက်ညွန်ကြားချက်နဲ့ပတ်သက်တဲ့သတင်းဖော်ပြမှုကြောင့်စစ်ကောင်စီကတရားရေးဌာနကအရာရှိတချို့ကိုယာရုကနေဖြုတ်ပယ်ပြီးတော့နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ထောင်သွင်းအကျဉ်းချထားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်ဘကိုးရုံးမှအတွင်းမှာရှိတဲ့မြို့ချောင်းစိန်ကက်လန့်ရုံးမှဖြတ်ကျော်လမ်းပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဗ ెంబ ာလ29ရက်နေ့မနက်6:00နာရီခွဲအချိန်ကမြို့ချောင်းစိန်ကန့်လန်ဘကိုးရုံမှလမ်းပိုင်းခါချင်းတောင်ပေါ်ကိုတက်လာတဲ့အင်အား80ခန့်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုဥတလုံးတောင်အနီးမှာတရင်33ကျန်းနဲ့တက်ခွဲ9ဘျူဟာစစ်ကြောင်းကမိုက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းမိုက်ဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်ကအယောက်40ခန့်နေရာမှာတင်သိမ်းဆုံးသွားပြီးတော့15ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်မှုမိနစ်30ခန့်ဖြစ်ပွားခဲ့ရာရဲဘော်တအုပ်မစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့ တရေ33ညနဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။မိုင်းကကျွန်တော်တို့3တန်းတွဲပေါ့။တန်းကိုအသေးက10လုံးအကြီးက3လုံးပါတယ်။အဲ့ဒါမျိုး3တန်းပေါ့။ဒီကောင်လေးမိုင်းခွဲတဲ့ကိုဝင်လဲဝင်မိုင်းလဲရှာနေတဲ့အချိန်မှာကျွန်တော်တို့မိုင်းဆွဲလိုက်တာလို့၎င်းကပြောဆိုထားပါတယ်။အဲ့ဒီနောက်မှာတော့နှစ်ဖက်ပြစ်ခတ်မှုမိနစ်30ကဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များပြန်လည်ဆုတ်ခွာလာရမှာစစ်ကောင်စီဘက်ကတေဆုံတဲ့ထိလိုက်ဒဏ်ရာရရှိသူများကိုပြန်တဲရန်ရိုးမအဆက်မှရှိတဲ့ဗန်ပွေးကုန်းရွာနဲ့ရွာသားရရွာများက ကားသမားများနဲ့ဆိုင်ကယ်သမားများကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်သားများကဗန်ပွေးကုန်းကကိုဟန်ထွန်းနဲ့၎င်းရဲ့အကိုရွာသာယာကကိုစီယာမျိုးကိုဆိုင်တူအောင်နဲ့ကိုကျော်မင်းထွန်းဆိုသူတို့ကိုဖမ်းဆီးသွားတယ်လို့စုံစမ်းသိရှိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကတေဆုံးတဲ့ဒဏ်ရာရတဲ့သူတွေကိုပြန်လည်တဲဆောင်မယ်လို့လုပ်နေတဲ့အချိန်ကားနဲ့မဆက်တဲ့အတွက်ကြောင့်ရုံအလောင်းတချို့ကိုတိုက်ပွဲဖြစ်ပွားရာတောင်ဆောင်ကနေပြီးတော့ဂျောင်းထဲကိုတွန်းချခဲ့တာတွေလည်းရှိတယ်လို့ တရရင်38တုံးနဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဒီကောင်တွေပြန်ဆုတ်သွားတဲ့အချိန်မှာနယ်မြေရှင်းလင်းရေးမလုပ်ရသေးလို့အလောင်းတွေတော့မတွေ့ရသေးဘူးဒါပေမဲ့အဲ့ဒီအနီးပတ်ဝန်းကျင်မှာတော့အပုပ်နဲ့နေတော်တော်ထွက်နေတယ်လို့၎င်းကဆက်လက်ပြောဆိုထားပါတယ်ဒါအပြင်တိုက်ပွဲများဖြစ်ပွားလာနိုင်ပြီးတော့စစ်တပ်ကလူသားတိုင်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းများကိုပြုလုပ်နေတဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့နဲ့အနီးမှာသွားလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်တော်လိုင်းအဖွဲ့များကအတိအပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့ကော့ဆန်နိုင်ရက်ကွက်အခြေစားကော့ဆန်နိုင်လူမှုကွန်ရီရေးအသင်းဝင်တအူးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ကိုထောက်ပို့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ထောင်ဒဏ်10နှစ်အမိန့်ချမှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖမ်းဆီးခံထားရတဲ့ကော့ဆန်နိုင်လူမှုကွန်ရီရဲ့အသင်းဝင်ဦးမြအောင်ကိုစစ်ကောင်စီရဲ့ကြိုက်ထုံမျိုးနဲ့တရားရုံးကနေနိုဗ ెంబ ာလ28ရက်နေ့မှာအလုတ်ကျန်းတဲ့ထောင်ဒဏ်10နှစ်အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်စစ်ကောင်စီကတော့ဖမ်းဆီးခံရတဲ့ကော့ဆန်နိုင်လူမှုကွန်ရီရဲ့အသင်းဝင်ဦးမြအောင်ဟာ PDF ဒေထန်းကိုငွေကြေးထောက်ပံ့မှုတွေလုံဆောင်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်90ညနဲ့ ထောင်ဒဏ်10နှစ်ချမှတ်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဟာပြီးခဲ့တဲ့ဇွန်လ13ရက်နေ့နဲ့14ရက်နေ့တွေမှာကော့ဆန်နိုင်လူမှုကူညီရေးအသင်းဝင်တွေဖြစ်တဲ့ဦးမြအောင်တမီးဖြစ်သူမတ်ချစ်စုရန်နာကိုချမ်းသာအောင်ဦးစိုးလိုင်တို့ကို PDF ထောက်ဖို့ဆွဆွဲကြတဲ့နေအိမ်နေနဲ့လမ်းတွေမှာဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့သူတို့လေးဦးကိုအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှားတွေနဲ့အမုတ်ဖွဲ့အရေးယူပြီးတဲ့နောက်လူမှုကူညီရေးအသင်းဝင်ဦးမြအောင်ကိုပထမဆုံးအနေနဲ့ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။အမိန့်ချမှတ်ခံရတဲ့ဦးမြအောင်ကိုတော့စစ်ကောင်စီကတထုံအချင်းထောင်ကိုပြောင်းရွှေ့သွားပြီးတော့ကြန့်ရှိနေတဲ့လူမှုကူညီရေးအသင်းဝင်၃ဦးကိုတော့စိုက်ထုံမျိုးမှရဲစခန်းမှာချုံနှောင်ထားပြီးဆက်လက်တရားရင်ဆိုင်နေရတယ်လို့သိရပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့ နိုဗမ်ဘာလ28ရက်နေ့ထုတ်အစီရင်ခံစာအရအာနာသိန်းကာလအတွင်းမှာနိုင်ငံတော်ဝန်မှလူပေါင်း2800ကျော်ဖမ်းဆီးခံရပြီးတော့အဲ့ဒီထဲမှာ2100ကျော်ဟာဆက်လက်ပြီးတော့ထိန်းသိမ်းခံနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းမောက်မယ်မြို့နယ်ဟိုနမ်ဒေသတောင်ဘက်မှာရှိတဲ့ PNL ရဲ့တပ်စခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ် PNO ပြည်သူ့စစ်များကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲတွေ ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ20ရက်နေ့ကစတင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့ဆင်များကရဟန်းတန်ဃာတော်ဆရာတော်များရဲ့မေတ္တာရက်ခံချက်ကိုပြစ်ပယ်ပြီးတော့မောက်မယ်မျိုးနယ်ဟိုနမ်ဒေသကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်ကျူးကျော်ကပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကိုတိုက်ခိုက်ခဲ့တဲ့အတွက်နိုဗင်ဘာလ26ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခိုက်ရမှာပို့ဒေသအတွင်းမှာရှိတဲ့ပို့ကြီးရွာများကိုစစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့ဆင်ကလက်နက်ကြီးများ drone များနဲ့ပြစ်ခတ်ဖျက်ဆီးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ပို့အမျိုးသားလွတ်မြောက်ရေးတက်မတော် PNL အနေနဲ့ပို့တန်ဃာတော်များဆရာတော်ကြီးများရဲ့မေတ္တာရက်ခံမှုကိုအလေးထားခဲ့ပြီးတော့အဲ့ဒီဒေသမှာတိုက်ပွဲဖော်ဆောင်ခြင်းမပြုခဲ့တော့လေစစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကောင်ပို့ရဟန်းတော်များတန်ဃာတော်များရဲ့မေတ္တာရက်ခံမှုကိုပစ်ပယ်ကပို့နယ်မြေတဲကိုကျူးကျော်လာပြီးတော့ PNL ကိုတိုက်ခိုက်လာခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်နိုဗ ెంబ ာလ28ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်များကပို့နယ်မြေဖြစ်တဲ့မောက်မယ်မြို့နယ်ဟိုနမ်ဒေသ ထိပ်ပတ်နံကြေးရွာမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်၃လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကြေးရွာနေပြည်သူ၄ဦးကိုလည်းဟိုနဲ့ဒေသအတွင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ရုံးမှာဖမ်းဆီးထားတယ်လို့သိရပါတယ်။ဒီနေ့လဲ drone နဲ့လာကျဲတာတို့အဝေးကနေလက်နက်ကြီးနဲ့ပစ်တာတို့ဆက်လက်ပြီးတော့ဖြစ်နေသေးပါဟိုနမ်ဒေတာ ထိပတ်နံပြွာကပြည်သူလူထုရဲ့နေအိမ်သုံးလုံးကိုစစ်ကောင်စီလက်အောက်ခံပြည်သူစစ်တွေကမိရှုဖျက်ဆီးသွားတယ်။မနေ့ကညကနှစ်အိမ်ဒီမနေ့မှာတအိမ်စုစုပေါင်း၃အိမ်ဖြစ်ပါတယ်။ပြီးတော့အမျိုးသား၄ဦးကိုလည်းဟိုနမ်ဒဲမှာရှိတယ်။စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့ဆင့်ရုံးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရတယ်လို့ PNLA သတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူခွန်ရင်းညာကပြောဆိုထားပါတယ်စစ်ကောင်စီနဲ့ PNO ပြည်သူ့ဆင့်များကဟိုနမ်ဒေတာအတွင်းမှာတိုက်ပွဲပေါ်ဆောင်ပြီးပို့ပြည်သူများကိုဖမ်းဆီးခြင်းပအုပ်ပြည်သူတွေရဲ့နေအိမ်များကိုမိရှုဖျက်ဆီးခြင်းများကိုလည်းပြုလုပ်နေတယ်လို့သိရပါတယ် ပိုးလူမျိုးတွေဆိုတာကတန်ဃာတော်တွေရဲ့ဆုံးမစကားမြစ်တာရက်ခန့်စကားတွေကိုအလေးနဲ့ထားကြပါတယ်ဒါပေမဲ့ PNO ပြည်သူစစ်တွေရဲ့လောက်ရကတော့ပိုးဒေသကိုကိုယ်တိုင်မီးနဲ့ရှို့နေတဲ့လောက်ရဖြစ်ပါတယ် PNO ထဲမှာရှိတဲ့ပိုးစစ်စစ်တွေဖြစ်တဲ့ခေါင်းဆောင်တွေအနေနဲ့စဉ်းစားကြပါကိုယ့်ရဲ့လောက်ရကိုကိုပြန်သုံးတတ်ကြပါစစ်အာဏာရှင်နဲ့ပူးပေါင်းပြီးတော့ကိုယ်ဒေသကိုကိုပြန်လှည့်ပြီးတော့ဖျက်ဆီးမီးရှို့နေတာ ကို့လူထုကိုကိုပြန်လှည့်ပြီးတော့ဖမ်းဆီးနေတာဖြစ်တဲ့ရဲ့လားဆိုတာပို့ဆစ်ဆစ်ဖြစ်တဲ့ဒေသခံခေါင်းဆောင်တွေပို့ဆစ်ဆစ်ဖြစ်တဲ့ PNO ပြည်သူ့ဆက်ခေါင်းဆောင်တွေအနေနဲ့တိတ်တိတ်ချာချာစဉ်းစားကြပါလို့တိုက်တွန်းကြပါတယ်လို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကခွန်ရင်းရန်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ ARD တိုင်းညောင်တုံးမြို့နယ်ဇီးလူကျွန်းကျေးရွာမှာအုတ်ချုပ်ရဲမှုနိုင်ဝင်းကစစ်မှုမထမ်းခြင်းလို့ငွေပေးထားတဲ့လူငယ်များကိုဖမ်းဆီးပြီးတော့ ဒနုပြူခမရတရရှိတိုင်ရင်ကိုအတင်းကျပို့ဆောင်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညောင်တုံးမြို့နယ်ဇီးပြူကျွန်းကျေးရွာမှာအုတ်ချုပ်ရည်မှုနိုင်ဝင်းနဲ့အုတ်ချုပ်ရည်အဖွဲ့ဝင်ဝင်းထေးမျိုးလွင်စိုးမင်းတန်းတို့ကစစ်မှုမထမ်းခြင်းငွေပေးရမယ်ဆိုပြီးတော့လူငယ်တွေရှိတဲ့နေအိမ်များကနေတိုင်အောင်ကိုငွေကျပ်3000လိုက်လံတောင်းခံခဲ့တယ်လို့သိရပါဗါးလူငယ်နောက်ဦးရှိတဲ့အိမ်ဆိုရင်ငွေကျပ်6000လိုက်လံတောင်းခံသွားတယ်လို့သိရပါဗါးအခုလိုမျိုးလက်စေတောင်းခံခဲ့ပြီးတဲ့နောက်အခုစစ်မှုထမ်းအပတ်စဉ်9ရက်အတွက်လူလိုတယ်ဆိုပြီးတော့ ငွေပေးထားတဲ့အိမ်တော်စုတချို့ကလူငယ်များကိုဖမ်းဆီးကာဓနုပြူအခြေဆိုင်ခမရတရရှိတပ်ရင်းကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။အုတ်ကြီးငွေတောင်းတာကိုလည်းလဆယ်ပုံမှန်ပေးနေတာပဲ။အဲ့ဒါကိုဒီလနိုဝင်ဘာလ18ရက်နေ့မှာအိမ်ကသားကိုဖမ်းသွားတယ်။အိမ်ကသားကအသက်28နှစ်နဲ့အရက်တောက်တယ်ပြန်မလာလို့စုံစမ်းကြည့်ရကနေအုတ်ကြီးကဖမ်းပြီးတော့ဓနုပြူတရရှိတပ်ထဲကိုပို့လိုက်တယ်လို့သိရတာ။လိုက်သွားတော့တွေ့ခွင့်မရဘူးအခုတော့ဖောင်ကြီးအမတ်တဲ့စိတ်အခြေခံလေ့ကျင့်ရေးတက်ကိုအပုတ်ခံလိုက်ရပြီလို့သိရတယ်။တားနဲ့ကတော့အဆက်အသွယ်မရသေးပါဘူး။ တက်ထဲမှာတွားတွေ့ဖို့လုံတော့အုတ်ကြီးရဲ့ထောက်ခံစားနဲ့ထွေအုပ်ထောက်ခံစားမပါလို့ဆိုပြီးတော့ပေးမတွေ့ဘူးလို့ဇီးယူကျွန်းချေးရွာကဖမ်းဆီးခံရတဲ့လူငယ်ရဲ့မိဘတို့ကပြန်လည်ပြောပြလာပါတယ်။ဒါအပြင်ညောင်တုံးမြို့နယ်အတွင်းမှာချေးရွာများမှာစစ်မှုထမ်းရအတွက်အုတ်ချုပ်ရေးမှုများကလူငယ်များကိုရွေးချယ်ဆေးလွှတ်ခြင်းများလှုပ်ဆောင်နေတဲ့အပြင်တတ်မှတ်တဲ့လူဦးရေမပြည့်မီပါက၎င်းတို့စိတ်ကြိုက်လူငယ်များကိုနေအိမ်များပေါ်အထိကိုတက်ပြီးတော့ဖမ်းဆီးကဒနုဗျူမာရှိတဲ့စစ်သားစုဆောင်ရေးခမရ108တပ်ထဲကိုပို့ဆောင်နေတယ်လို့သိရပါတယ်။တခြားတစ်ဖက်မှာလည်း ငွေကြေးများကိုလည်းလစဲလာတိုင်းအဆက်မပြတ်တောက်ခံလျက်ရှိတယ်လို့သိရပါတယ်ငွေတောင်းတော့လည်းပေးရတာပဲလူလိုတယ်ဆိုပြီးတော့လည်းရထဲရွာထဲမှာတွေ့ရလူငယ်တွေကိုဝင်ဖမ်းသွားတော့လည်းပါသွားရတာပဲအခုကတော့သူတို့လှုပ်ချင်တိုင်းကိုလှုပ်နေကြတော့တာပဲဘသူမှလည်းစောရကမတက်ရဲပြန်လဲမပြောရဲဘူးလို့ညောင်တုံးမြို့နယ်ချောင်းကြီးကျေးရွာကပြည်သူတို့ကရှင်းလင်းပြောဆိုထားပါတယ်အေရဝတီတိုင်းညောင်တုံးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကအုတ်ချုပ်ရေးမှုများနဲ့ အုပ်ချုပ်ရေးအဖွဲ့များဟာစစ်တပ်နဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကခိုင်းစေတဲ့အတိုင်းတပ်သွေးမတိန်လိုက်လံလှုပ်ဆောင်နေကြပြီးတော့တရင်ပေပြူစောတိနဲ့ကြဖို့ပါတီဝင်များကြီးစိုးမှုများအလုံးများပြားနေတယ်လို့သိရပါတယ်။ညောင်တုံးမြို့နယ်ဟာလက်စင်တတ်မှတ်ထားတဲ့စစ်မှုတန်းတပ်သားတဲ့အရေးအတွက်ရရှိနိုင်အောင်ရှာပေးနိုင်တဲ့အပြင်တခြားမြို့နယ်များကလိုအပ်တဲ့တပ်သားတဲ့အရေးအတွက်တွေကိုလည်းအုပ်ချုပ်ရေးအဖွဲ့များကလူစားထုံးရှာဖွေပေးမှုတွေလည်းရှိနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ